ကဘာရော Facebook, Google နဲ့ Twitter ကအရာရှိတွေမြန်မာဆက်သွယ်ရေးဝန်ကြီးနဲ့ဤပညာရှင်တွေ Blogger တွေဟာမြန်မာပြည်မှာတောင်ဝန်သိရလူမှုကွန်ရက်တွေအကြောင်းဆွေးနွေးပွဲကိုဇူလိုင်လ20ရက်နေ့က MICD Park မှာပြုလုပ်ခဲ့ပါတယ်။မြန်မာပြည်မှာအမုန်းစကားတွေကိုလူမှုကွန်ရက်မှာဘလို့ထိန်းချုပ်နိုင်မလဲ။သမရရဲ့အကြံပေးဥပဒေလိုင်းကလူမှုကွန်ရက်တွေမှာ hate speech လို့ခေါ်တဲ့အမုန်းတရားတွေကို ထိန်းချုပ်ဖို့ မြန်မာအစိုးရအပါအဝင် Google နဲ့ Facebook တို့လိုကုမ္ပဏီတွေမှာတာဝန်ရှိပြီးအမုန်းတရားတွေဖြန့်နေတဲ့မီဒီယာတွေကိုပိတ်ပစ်တာဟာအလွယ်ကူဆုံးဖြစ်တယ်လို့ပြောပါတယ်။ဒါတွေကိုဘယ်လိုရောပေါင်းအောင်လုပ်ရမလဲဆိုလို့ရှိရင်တော့လုံခြုံရေးအနည်းဆုံးတော့၃ဆင့်ရှိတာပေါ့။တစ်ဆင့်ကတော့ဗာလဲဆိုကိုယ့်ကိုယ်ကိုထိန်းချုပ်ဖို့ပေါ့နော်။နောက်တစ်ဆင့်ကတော့လူ့ဖွဲ့စည်းရနေပြီးတော့ဒီ community ကနေပြီးတော့ဝိုင်းပြီးတော့မှထိန်းသိမ်းပေးဖို့ပေါ့။နောက်တစ်ခုကတော့ဒီသက်ဆိုင်တဲ့တာဝန်ရှိတဲ့လူတွေပေါ့။သက်ဆိုင်တဲ့တာဝန်ရှိတဲ့လူဆိုတော့အစိုးရတွေပါတယ်နောက်ပြီး ဒီ international provider တွေပေါ့သူတို့ Google တို့ Facebook တို့လို company ကြီးတွေပေါ်တိုင်းငါပြောမှနိုင်ငံတကာပေါ့နော်ဖွဲ့စည်းတွေဒါတွေကဝိုင်းပြီးတော့မှထိန်းချောင်းပို့ပေါ့အဲ့လိုမျိုးအဆင့်၃ဆင့်နဲ့တော့ရှင်လို့ထိန်းသိမ်းပြီးသွားတယ်မြန်မာ social media ဟာပင်မ media တွေလို့သတင်းတော့အကန့်အသတ်နဲ့ထားတာမဟုတ်လို့မန္တလေးမှာဖြစ်ခဲ့တဲ့ပြည်ပခေါမှာသတင်း media တွေထက် Facebook စာမျက်နှာတွေပေါ်ကြိုရောက်နေတာအားသာချက်တစ်ခုဖြစ်တယ်လို့သူကဆိုပါတယ် လူမှုကွန်ရက်ဆိုင်မနာတွေမှာသုံးဆွဲသူတွေဟာလူမှုရေးအရာဆက်သွယ်ပြောဆိုမှုဖြစ်တာကြောင့်လူမှုရေးအရာလိုက်နာရမယ့်ကျင့်ဝတ်တွေရှိတယ်လို့ပြောလာသူက Asia Foundation က Rider John Carl ပါ သူကတဦးနဲ့တဦးမချင်းကြောက်မစော်ကားရဘူးဆိုတာကျင့်ဝတ်ဖြစ်ပေမဲ့လက်တွေ့မှာတော့ဒီလိုမဟုတ်ဘူးလို့ပြောပါတယ် The name social media social when the people are online they should conduct themselves In a, in a, way that they would conduct themselves if they were having a conversation uh, face to face. And that means respect the other person, don't use profanity, don't threaten people. But that's not the way it is right now, I think, because many people feel it's different. Among the Arabian Facebook, Google, Dozi, Tindemu, Lona, and the law, go up with the Adrema, Dago, Shell, Obi, the Kuku, Yeubo, Tim Biamelo, Piovare. မြန်မာနိုင်ငံမှာ ဖြစ်ပွားတဲ့ပြိပခါတိုင်းဟာအစိုးရကပြဿနာရဲ့အကြောင်းရင်းခံကိုမဖြေရှင်းတာကြောင့်ပညာရှင်တွေနဲ့ပူးပေါင်းပြီးမလုပ်သေး၍ပြဿနာတွေဖြစ်နေအောင်မဲလို့အရှင်ကဝိတရကမိန်ပါတယ်။အခုတခုပြဿနာဖြစ်လို့ရှင်ဘယ်သူကြောင့်ဘဝကြောင့်ဆိုတာရည်ကျွန်တော်တိုင်ပြမှာဒီဖြစ်တဲ့ပြဿနာကိုပဲဦးဇင်းကကြည့်တယ်ကွာကျွန်တော်ဒီပြဿနာတွေဘာမှအေးမှမဟုတ်ဘူး။ဘာကြောင့်ဖြစ်ရလဲဆိုတဲ့ပြဿနာကိုလိုက်ကြည့်မှကျွန်တော်တိုင်ပြတာတဖြည်းဖြည်းနဲ့အဆင်ပြေလာနိုင်မှာမဟုတ်ဘူး။